thank uh you -huh. င်္ဂလာပါရှင်ခသစ် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ် ICC တရားရုံးကတရားခံမင်းအောင်လိုင်ကိုဖန်ဝရံအမိန်အချိန်မီထုတ်ပေးဖို့ကုလသမဂ္ဂညီလာခံမှတန်မတ်ကြီးဦးကျော်မိုးထွန်းတောင်းဆိုတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာပြည်သူများကိုအကြမ်းဖက်စစ်တပ်ရဲ့ဆင်ရဆွေးရန်စင်မှာကာကွယ်ပေးနိုင်ရည်တရားခံမင်းအောင်လိုင်ကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖန်ဝရံအမိန်အချိန်မီထုတ်ပေးဖို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်တန်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုတိုက်တွန်းလိုက်ပါတယ် မနေ့ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှကုလသမဂ္ဂထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးရဲ့ကာကွယ်ပေးရန်တာဝန်ရှိမှုနဲ့လူမျိုးတုံးသက်ပြန့်မှုဆင်ရဆွေးမှုလူမျိုးစုအတွက်တုတ်တင်ရှင်းလင်းမှုနဲ့လူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ပြစ်မှုများကာကွယ်တားဆီးရေးနှစ်20ပြည့်အထိမ်းအမှတ်မှာတာမန်ကြီးကအထက်ပါတိုင်တောင်းဆိုလိုက်တာပါမြန်မာနိုင်ငံမှာလူသားမျိုးနွယ်စုပေါ်ကျူးလွန်တဲ့ရာဆွေးမှုတွေကိုတရားခံမင်းအောင်လိုင်းကိုဖမ်းဆီးပြီးနိုင်ငံတကာရာဆွေးခုံရုံးရဲ့ ပရီထိုင်ရန်ချိန်ပါမှာစစ်စေးဖို့နိုင်ငံတကာရာဇဝတ်ခုံရုံးရှိနေက2024ခုနှစ်နိုဝင်ဘာလတွင်ဝရမ်းလျှောက်ထားခဲ့တဲ့အပေါ်ကြိုးဆိုလက်ခံကြောင်းချမ်ပါအနီနဲ့နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ဖန်ဝရမ်းမိန့်ကိုလည်းအချိန်မီထုတ်ပေးဖို့တိုက်တွန်းလိုကြောင်းဒါမှသာပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့စစ်တပ်ရဲ့ရာဇဝတ်မှုရန်စွဲမှာကာကွယ်ပေးနိုင်မှာဖြစ်ကြောင်းတန်မတ်ကြီးဦးကျော်မိုးထွန်းကပြောပါရယ်မြန်မာနိုင်ငံမှာဆင်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမြောက်တဲ့အပြည်ပြည်ဆိုင်ရာဥပဒေချုပ်ဖောက်မှုတွေရဲ့ဒဏ်ကိုအရက်သားပြည်သူများကခါစီးခံ ံနေရတယ်လို့အတွင်းရေးမှူးချုပ်ရဲ့အစီရင်ခံစာမှာလည်းဖော်ပြထားကြောင်း စေယုစုအနေနဲ့ပြည်တွင်တရားဥပဒေစိုးမိုးမှုကိုဖျက်ဆီးထားတဲ့အပြင်အကြမ်းဖက်မှုတွေနဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကိုစနစ်တကျဆက်လက်ကျူးလွန်နေတာကိုကြည်ချင်းအားဖြင့်၎င်းတို့ကလူအသက်နဲ့အပြည့်ပြည့်ဆိုင်ရာဥပဒေတို့ကိုအရင်းမဆိုင်ကြောင်းကိုမျက်နှာပြောင်စွာပြသနေကြောင်းတန်မှန်ကြီးကနိုင်ငံတကာကိုအသိပေးပါတယ်စေယုစုအနေနဲ့ပြည်သူများပေါ်မှာရက်ဆက်ကြမ်းကြုတ်မှုတွေစတိုက်ကျူးလွန်နေပြီးစစ်မှတ်ပြုခြင်းကိုလည်းနေစဉ်နဲ့အမျှတိုးမြင့်လှုပ်ဆောင်နေရရှိကြောင်းစေယုစုနဲ့၎င်းတို့နဲ့ဆက်နွယ်နေသူတွေရဲ့ရရဆက်ဆက်တပ်ဖြတ်ခြင်းကိုခံရတဲ့ပြည်သူဦးရေ6 ပြည်သူ့ရေ6800ကျော်ရှိငယ်လို့အတည်ပြုထားနိုင်ပြီးကိန်းကနန်းအမှန်မှာအဲ့ဒီထက်ပိုမိုမြန်မာနိုင်ငံကြောင်း၎င်းကထည့်သွင်းပြောဆိုပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာလူသားစာနာမှုအခြေအနေမှာဆိုးရွားလျက်ရှိကြောင်း3.5တန်းကျော်မှနေရဲစွန်ခွာနေရပြီးတန်း30ကျော်မှလူသားချင်းစာနာထောက်ထားမှုအကူအညီများအရေးပေါ်လိုအပ်လျက်ရှိကြောင်းအဲ့ဒီနောက်10.4တန်းမှအမျိုးသမီးများနဲ့မိန်းကလေးငယ်များဖြစ်ကြပြီး6.3တန်းမှကလေးငယ်များဖြစ်ကြောင်းထိုနည်းတူမတန်ဆွမ်းသူများနဲ့အခြားသောဖေကျင်ခံထားတဲ့အုပ်စုများအနေနဲ့လည်းအလားတူအခြေအနေများအောင်မှာ ထိခိုက်လွယ်လျက်ရှိကြောင်းရိုဟင်ဂျာများအနေနဲ့လည်းနေရက်ကိုဘေးကင်းလုံခြုံစွာတိုက်ခါရှိစွာနဲ့ဆန္ဒလျောက်ပြန်လည်တွားရောက်ဖို့အတွက်လည်းမရင်ရမှုတွေနဲ့ရှင်ဆိုင်နေရကြောင်းသိရပါရယ်2005ခုနှစ်ကမ္ဘာထိပ်သီးအစည်းအဝေးမှာအတည်ပြုပြဋ္ဌာန်းခဲ့တဲ့အာတူပီစီမင်းအရာပြည်သူလူထုကိုလူမျိုးတုံးသက်ပြန်မှုဆရာဆွေးမှုများလူမျိုးစုအလိုက်တုံ့တင်ရှင်းလင်းမှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေရဆွေးမှုများကျူးလွန်ခံရစေမှကာကွယ်ပေးဖို့နိုင်ငံတွေမှာတာဝန်ရှိရလို့အလေးထားဖော်ပြထားကြောင်းနိုင်ငံတကာနိုင်ငံအနေနဲ့အဲ့ဒီလိုဆောင်ရွက်ဖို့ပြက်ကွက် က်ရင်သို့မဟုတ်ပါက၎င်းကိုယ်တိုင်ကအဆိုပါပြစ်မှုများကျူးလွန်သူဖြစ်ရင်နိုင်ငံတကာတိုင်ဝန်ကစုစုပေါင်းအရေးယူဆောင်ရွက်ဖို့တာဝန်ရှိကြောင်းမြန်မာနိုင်ငံရဲ့အကြက်တဲကခြေကွဲပဲကောင်းတဲ့ဥပမာတစ်ခုဖြစ်ကြောင်းတန်မန်ကြီးကဆိုပါတယ်။ ။စင်ယုတ်စုအနေနဲ့ပြစ်ဒဏ်ကိန်းလွန်ခွင့်ကိုအတုံးချပြီးလူမဆန်တဲ့လုပ်ရက်တွေကိုဇာတို့ကျူးလွန်နေပြီးပြည်တွင်းဥပဒေများနဲ့အာတူပီရဲ့စီမင်းအနှစ်သာရပါဝင်အပြည့်ပြည့်ဆိုင်ရာဥပဒေတို့ကိုပါချိုးဖောက်လျက်ရှိကြောင်းမြန်မာနိုင်ငံလူ့အခွင့်အရေးချိန်ဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူနဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုရန်နေရာတို့က၎င်းတို့လက်ဝဲမှာစင်ယုတ်စုမှာစနစ်တကျကျူးလွန်ထားတဲ့လူသားမျိုးနွယ်စုပေါ်ကျူးလွန်နေရာစမှုဆိုင်ရာအထောက်အထားလုံလောက်ရှိရလို့အသိပေးထားကြောင်းနိုင်ငံတကာတိုင်ဝန်အနေနဲ့အဲ့ဒီတပ်တွေထောက်ထားတွေကိုအသုံးပြုပြီးရာဆွေးသ သားတွေကိုတရားဥပဒေအရတာဝန်ခံမှုရှိစေဖို့ဆောင်ရွက်ရမှာဖြစ်ကြောင်းသက်မတ်ကြီးကတိုက်တွန်းပြောဆိုသွားပါတယ်နိုင်ငံတကာအတိုင်ဝန်အထူးသဖြင့်လုံခြုံရေးကောင်စီအနေနဲ့လည်းတုံ့ဆိုင်မနေပဲညှဉ်းညွတ်တဲ့ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ကျင့်ကပ်မှုနဲ့စုပေါင်းရင်းယူဆောင်ရွက်ချက်တွေချမှတ်ရမှာဖြစ်ကြောင်းလုံခြုံရေးကောင်စီအနေနဲ့ကောင်စီရဲ့ဆုံးဖြတ်ချက်2669ကိုအခြေခံပြီးအရင်းယူဆောင်ရွက်ချက်ကိုပဟုပြုပြီးစောင့်ကြည့်လေ့လာမှုနဲ့အစီရင်ခံမှုရန်နေရာတို့ပါဝင်တဲ့ဆုံးဖြတ်ချက်ကိုထပ်မံချမှတ်ဖို့အထူးလိုအပ်ကြောင်းစစ်တပ်ထံကိုလက်နက်ခံရန်လီယင်စီနဲ့ငွေကြေးထောက်ပံ့မှု တွေစီးစစ်နေမှုတွေကိုချက်ချင်းရပ်တန့်အမှဖြစ်ကြောင်းဒီလိုလှုံ့ဆော်ဖို့အထွေထွေညီလာခံနဲ့လူခွင့်ကောင်စီဆုံးဖြတ်ချက်တွေကရှိထားပြီးတာကြောင့်တိကျပြတ်သားစွာလှုံ့ဆော်မှာဖြစ်ကြောင်းတန်မကြီးဦးကျော်မိုးထွန်းကထပ်မံတိုက်တွန်းပါတယ်ဆလတ်ပြီးတောင်ကုန်မြို့နယ်ခပောင်းဂိတ်စစ်တောင်းတရားဂိတ်နယ်လေးမိုင်စစ်စေးဂိတ်တို့မှာဗိုလ်ကြီးဖြိုးဝေဝင်းဗိုလ်ကြီးစော်မင်းထိုင်နဲ့စစ်ရာရှိများကပြည်သူများထံမှမတရားဆက်ကြီးကောက်ခံငွေတောင်းနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းတောင်ငူမြို့နယ်အတွင်းရှိခပောင်းကိန်းစစ်တောင်းတရာကိန်းနဲ့လေးမိုင်စစ်စေးကိတ်တို့မှာပိုကြီးဖြိုးဝေဝင်ပိုကြီးစော်မင်းထိုင်နဲ့ဆင်ရရှိတွေကပြည်သူများထံမှမတရားဆက်တီးကောက်ခံငွေတောင်းနေကြောင်းဒေသခံပြည်သူတွေကပြောပါရတယ်။တောင်ငူမြို့ရဲ့လုံခြုံရေးအတွက်စစ်ကောင်စီကမြို့ဝင်ထွက်တဲ့လမ်းတွေမှာစစ်စေးကိတ်တွေချထားခဲ့ပြီးအဲ့ဒီစစ်စေးကိတ်တွေမှာပိုကြီးအစင်ရှင်ရရှိများကိုကြီးကြပ်စေခဲ့ကြောင်းရခိုင်ကဂိတ်များကိုဖျက်တမ်းရမှာလုံခြုံရေးကိုတာအဓိကစစ်စေးပြီးငွေကြေးကိုတော့တရာကြီးတာတောင်းခံခဲ့ကြောင်းဒါပေမဲ့လည်းညောင်လေး င်ကြောက်ကြီးနဲ့ကြောက်တကားတို့ဘက်မှတိုက်ပွဲများဖြစ်ပွားလာပြီးရဲ့နောက်စစ်ကောင်စီကရိခာတည်ယူမှုတွေစီးဝါတည်ယူမှုတွေကိုတရားဝင်ကန့်သက်ပိတ်ပင်လာကြောင်းအဲ့လိုစစ်ကောင်စီကပိတ်ပင်တော့လဲငွေကြေးပိတ်ရင်လွတ်လပ်စွာဖြတ်တန်းခွင့်ပြုရမှာစစ်စေးခိတ်များမှာစီးဝါဖြစ်ငွေရှာနေတဲ့နေရာတွေဖြစ်ကြောင်းသိရပါတယ်။လက်ရှိတောင်ငူမြို့အတွင်းရှိခပောင်းကိန်းစစ်တောင်းတရားကိန်းနဲ့လေးမိုင်စစ်စေးကိတ်တို့မှာဖြတ်တန်းသူမှန်သမျှထံမှငွေကြေးများကောက်ခံနေတာဖြစ်ပြီးအိမ်စီကားတစ်စီးရင်ငွေကျပ်9000ကျပ်၊ကုန်ကားများဆိုရင်တင်ဆောင်လာတဲ့ကုန်ပစ္စည်းပေါ်မူတည်ပြီးငွေကျပ်တောင်းက နက်မှသင်္ကန်းအထိပေးရကြောင်းသိရပါတယ်တောင်ငူကခပောင်းဂိတ်စစ်တောင်းတရားဂိတ်၄မိုင်ဂိတ်တွေမှာငွေမတရားကိုတောင်းတာမပါလို့ရှင်ရယ်လဲမပေးနိုင်ရင်မဖြတ်နဲ့ဆိုပြီးတော့ငောက်တဲ့ဂိတ်တွေမှာဂိတ်တွေမှာငွေတွေကိုပုံကြီးတွေနဲ့လာသမျှတောင်းပစ်ထည့်ထားတာတကယ်ကိုစီးပွားဖြစ်လို့ကြတာဂိတ်မှာဖူကြီးတွေကဥစည်းရယ်လူဒေသတရင်ရင်မြစ်ကပြောပါတယ်တောင်ငူမျိုးခပောင်းတရားစစ်စေးဂိတ်မှာအမှတ်၃၀ဆက်သွယ်ရေးတပ်မှဖူကြီးဖြိုးဝေဝင်၄မိုင်စစ်စေးဂိတ်မှာတိုက်ပွဲဝင်စီးရုံးရေးတပ်မှဖူကြီးအစင်ရှိသူနဲ့စစ်တောင်းတရားဂိတ်စစ်စေးဂိတ်တို့မှာ ဲခွေတမပူကြီးစောမင်းထိုင်တာဝန်ကြောင့်ဦးစီးငွေတောင်းခံနေခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်စေးကိညာမှာငွေကြေးကောက်ခံရမှာအနည်းဆုံးအင်းစီကတစ်စီးလင်းငွေကျပ်9000ကျပ်ဆန်အိတ်တဲဆောင်မယ်ဆိုပါကဆန်အိတ်အနည်းငယ်သာပါတယ်ကာတစ်စီးလင်းငွေကျပ်1000လုံးဆန်အိတ်များရင်ငွေကျပ်9000မှ3000အထိလက်ကောက်ဒူရင်တီများတင်ယူဖို့ဆောင်ပါကငွေကျပ်တောင်းချပေးရတဲ့ပြင်ပူကြီးစားဖို့ဒူရင်တီလို့ဆိုပြီးတင်ဆောင်လာတဲ့ဒူရင်တီတွေကိုပါချင်းချောက်တောင်းယူထားကြောင်းသိရပါတယ်စစ်တပ်စစ်စေးကိတ်တီမှာငွေကြေးတောင်းခံသူတွေအတွက်ဒေသက ခံပြည်သူတွေကသက်ဆိုင်ရာစစ်ကောင်စီထံကိုစာပေးဖို့တိုင်ကြားတော့လဲတစုံတရာအရင်းယူမှုမရှိကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ NLD အစိုးရနဲ့လွှတ်တော်ကဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုပြဋ္ဌာန်းချက်ကိစ္စများစွာလုံဆောင်ခဲ့ပြီးလက်ရှိအခြေအနေဆိုင်ရောက်ခဲ့ရတယ်လို့အကြံဖတ်မင်းအောင်လိုင်းပြောပြတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ NLD အစိုးရနဲ့လွှတ်တော်ကဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုပြဋ္ဌာန်းချက်တွေနဲ့ကိစ္စများစွာလုံဆောင်ခဲ့ပြီးလက်ရှိအခြေအနေဆိုင်ရောက်ခဲ့ရကြောင်းအကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်းကပြောဆိုပါရယ်။ပြီးတော့မှဒီကနေ့ပြုလုပ်တဲ့ငြိမ်းချမ်း Forum Peace Forum 2025မှာအကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်းကအထက်ပါတိုင်းပြောဆိုလိုက်တာပါ။စစ်တပ်က2010ဖွဲ့စည်းပုံ ခြေခံဥပဒေကိုရေးဆွဲပြီးပြည်လုံးချုပ်ဆန္ဒခံယူပွဲပြုလုပ်ပြီး2011ခုနှစ်မှာဒီမိုကရေစီစနစ်ကိုအေးအေးချမ်းချမ်းနဲ့ကူးပြောင်းပေးခဲ့ကြောင်းစစ်တပ်ကဒီမိုကရေစီစနစ်ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပထမဒီမိုကရေစီအစိုးရသမရဦးသိန်းစိန်အစိုးရလက်ထက်မှာလည်းစိန်ခေါ်မှုများစွာရှိခဲ့ပြီးဒုတိယဒီမိုကရေစီအစိုးရ NND အစိုးရမှစစ်ဘက်အရပ်ဘက်ဆက်ဆံရေးကိုတုံ့ပြန်နိုင်ဖို့ကြိုးပမ်းခဲ့ကြောင်းဒါပေမဲ့ NND အစိုးရလွတ်တော်နဲ့အစိုးရကဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုပြဋ္ဌာန်းချက်များစွာနဲ့ကိစ္စများစွာကိုလှုပ်ဆောင်ခဲ့တဲ့အတွက်လက်ရှိအခြေအနေ ထိဆိုင်းရောက်လာခြင်းဖြစ်ကြောင်းမင်းအောင်လိုင်းကဆိုပါတယ် အဲ့ဒီကာလာတော့ကတမရွန်ကအရှက်ဖက်စစ်ဖက်ဆက်ဆံရေးတုံ့ပြန်ဖို့ကျွန်တော်တို့ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီချိန်ကလွတ်တော်နဲ့အစိုးရနဲ့ဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုတွေပြတ်ထန်းချက်တွေကိုအတည်ပြုပြီးဥပဒေနဲ့မညီညွတ်တဲ့ကိစ္စများစွာလှုပ်ဆောင်ခဲ့ပါတယ်။ဒါကြောင့်လည်းဒီမိုကရေစီအစိုးရဒုတိယအစိုးရလက်ထက်မှာဒီမိုကရေစီလမ်းကြောင်းနဲ့လွဲချော်ခဲ့ပြီးလက်ရှိအခြေအနေကိုဆိုင်းရောက်လာခဲ့ပြီးအားလုံးအတည်ပဲဖြစ်ပါတယ်လို့ဆိုပါတယ်။ရခိုင်က2020ရွှေကပွဲမှာမဲမတမမှုရှိလို့စစ်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေအရအာဏာရယူတယ်လို့မင်းအောင်လှိုင်က ပြောဆိုခဲ့တော့လဲအခုခါမှာအရက်ဖတ်စစ်ဖတ်ဆက်ဆံရေးအစမပြေမှု NND အစိုးရနဲ့လွှတ်တော်ရဲ့လှုပ်ဆောင်ချက်တွေဥပဒေနဲ့မညီလို့လက်ရှိအခြေအနေဆိုင်ရောက်ရတယ်လို့ပြောဆိုလာပြန်ပါတယ်။ စစ်တပ်အနေနဲ့မြန်မာနိုင်ငံမှာဒီမိုကရေစီကိုထူထောင်ရမှာမြမနီမြမဟန်ဒီမိုကရေစီကိုထူထောင်ရမှာဖြစ်ပြီးအခြားနိုင်ငံတွေရဲ့ဒီမိုကရေစီစနစ်ကိုပုံတူကူးချမှာမဟုတ်ကြောင်းရွှေကပွဲမှာမင်းအများဆုံးသူအနိုင်ယူတဲ့စနစ်အပြင် PR ချိုးချကူစားပြုစနစ်ကိုလည်းအောက်ထည့်ဖော်မှာဖြစ်ကြောင်းရွှေကပွဲကိုလာမယ့်နှစ်ကုန်ပိုင်းမှာကျင်းပမှုစီစဉ်နေကြောင်းမင်းအောင်လိုင်းကဆက်လက်ပြောဆိုပါတယ်။